ကျောင်းသူကျောင်းသားတွေစာချက်တာတဲ့ပုံမြန်လာမယ်ပို့ပြီးတော့လည်းမှတ်မိလာမယ်တနေ့မှလည်းတစ်ချိန်ပဲလောက်အောင်ဘလောက်ကြာကြာလောက်အောင်တရက်မှ24နာရီရှိတယ်ဗျာ24မိနစ်လောက်အောင်မဟုတ်ပါဘူး15မိနစ်လောက်အောင်မဟုတ်ပါဘူးတရက်မှ3မိနစ်ပဲလောက်အောင်ဘာလောက်အောင်ပါလဲဘာလောက်အောင်ဆိုတာပြောပါမယ်အဲ့ဒီလိုလောက်လိုက်ရင်စာချက်တာတဲ့ပုံမြန်လာတယ်လို့စာတွေကိုလည်းပို့ပြီးတော့မှတ်မိလာတာဟုတ် အံ့ဩဖွယ်ရာတွေ့ရပါမယ်။ဘာလို့လဲဆိုတော့တဏိတာယုံကံလှူရှားအလုံးများလာတယ်ပြီးတော့အဲ့ရပုံမှာလှဲလိုက်ပြီဆိုတာ ਨੇ စိတ်တည်ငြိမ်သွားပြီဆိုတာ ਨੇ အဲဘေးကတခုခုနဲ့အိတ်နေတယ်နော်ဇနီးတဲ့ဝတ်တုတ်ကိုကြည့်ပြီးတော့အော်မင်္ဂနာတက်တော်မှာ26နှစ်သက်ရှိခဲ့ပြီမင်္ဂနာဆောင်တာ26နှစ်ရှိခဲ့ပြီဒီ26နှစ်လုံးလုံးငါဘာပြောပြောဘာအော်အော်ဘာမှပြန်မပြောဘူး အမြင်နားထောင်နေနှုတ်ဆက်တယ်ငြိမ့်တယ်တခြားဘာမှတွေးမနေနဲ့ဒီ26နှစ်လုံးလုံးနေ့စဉ်တရားမှမပြတ်ပဲထမင်းဟင်းချက်ကျွေးတာနဲ့ဒီအတော်ကျေးဇူးတင်မှုကောင်းနေပြီဒီ hari စားပြီးတော့မှရှင်သန်လှုပ်ရှားအလုပ်လုပ်နိုင်မယ်ကောင်းမှုကုသိုလ်တွေလုပ်နိုင်ကြည်စမ်းဒီ26နှစ်တရားမှမပြတ်ပဲထမင်းဟင်းချက်ကျွေးတာနဲ့ဒီအတော်ကျေးဇူးတင်မှုကောင်းနေပြီကျေးဇူးပါ ြီးရင်ကျွန်တော်မှာသားတယောက်ရှိတယ်24နှစ်ပဲအင်းသားဖာဆိုတော့ဗျာတခါတခါအော်ကြဟိတ်ကြပေါ့ဒီလိုပါပဲတချို့ရက်တွေဆိုရင်တွေးမိတယ်ပေါ့အော်ဒီသားမှာလူငယ်စရိုက်တချို့ရှိမမယ်နဲ့ပညာရေးမှာလည်းတင်းတင်းမြတ်တာအောင်မြင်ခဲ့တယ် Cambridge က certificate เนาะနှစ်ခုရပြီပြီအဲအလုပ်ကိုလည်းမပြတ်မကွက်သေချာလုပ်တယ်အလုပ်ပြတ်မှအရန်ကြောက်တယ်ဟာဆေးလိတ်မူရစေးအရက်လောင်းကစားမလုပ်ဘူးညနဲ့မထွက်ဘူး ဒါရီဒီနေနဲ့အတော်လိမ်မာနေပြီဒီသားဟိုတယ်ကျေးဇူးတင်တင်နဲ့အဲကျေးဇူးတင်ဆိုတဲ့နေရာလေကျေးဇူးတင်တင်တင်ထိုက်တဲ့ကိစ္စတွေလူတွေကိုပဲဆိုလိုတာပေါ့အဲဥမာတဘာဝမကြတဲ့ရတယ်ရာဥမာကာအက်ဆီဒင့်ဖြစ်တာပဲဟာငါကာကာအသေးရတယ်လူမသေးတာပဲကျေးဇူးတင်တယ်ဘာညာတို့ပြီးတော့အလှမ်းဝေးတဲ့ဟာတွေဗျဥမာဟာ အဲသဘာဝတရားကြီးမှာလေရှိသူအောက်ဆီဂျင်ရှိသူငါအသက်ရှင်တာအာအောက်ဆီဂျင်ကိုကျေစုတင်ပါတယ်လို့ပါလို့ပြီးမချင်မနစ်တက်တဲ့လူတွေကိုကျေစုတင်တာဟာငါ့ကိုခွန်အားတွေပေးခဲ့တဲ့ဆိုရင်ကျေစုတင်ပါတယ်ဗျာညာဆိုအဲ့လိုမျိုးတဘာဝမကြတဲ့ကိုယ့်ရဲ့တကယ်အစ်အမှန်ခံစားချက်ကို ချိုးနှိမ်ဖိနှိပ်ပြီးတော့နော်အတင်းချက် first gratitude ကိုခေါ်ရအောင်အဲအဲ့ဒါမျိုးကြတော့တိတ်အချိုးမကြည့်ဘူးပေါ့နော်တကယ်စစ်မှန်တဲ့တဘာဝကြတဲ့ကျေစုတင်တင်တင်ထိုက်တဲ့ဖြစ်ရတဲ့လူတွေကိုပဲ ကျေးဇူးတင်မှာကျေးဇူးတရားကိုစဉ်းစားမှာပို့ပြီးတော့အကျိုးကြီးမှာပါအဲခရစ်စတီနာကော့စတာဆိုတဲ့စိတ်ပညာဆရာမလေးတရားရဲ့အကြောင်းကိုကြည့်အောင်ပါဘီဆရာမရဲ့နေပေအရရကအောင်မြင်မှုကိုကြည့်အောင်ပါအမြင့်ဆုံး PhD Psychology အထိပြီးသားတယ်အားလုံးကလည်းပဲ PhD နဲ့ Psychology နဲ့ပတ်သက်တာပဲလေ့လာတာတယ်ပညာရေးနယ်ပယ်မှာဘွဲတွေအားလုံးကလည်းပဲအဲเนาะအခု เนาะအောက်မှာသူရထားတဲ့စုတွေစုတစိမ့်တွေအဲထုတ်ဝေထားတဲ့စာအုပ်တွေစောင်းပါတွေเนาะ application တွေအဲပြီးရင်တင်ကြားနေတဲ့ course တွေเนาะသူဘာတွေတင်းနေတဲ့အဲဒီလိုအဆစအရာရာပညာရေးနယ်ပယ်မှာတဲ့ PhD ထိပြီးသားတဲ့ psychology နဲ့အဲထုတ်ဝေမှုတွေအများကြီးလောက်ထားတဲ့လက်ရှိတဲ့ပညာရေးနယ်ပယ်မှာ ောင်မြင်နေတဲ့စွန်းစွန်းတမန်ဆောင်ရွက်နေတဲ့ဒီဆီယာမာလေးကဒီဆီဘာယောဂဝေဒနာကိုခံစားသွားရတယ်။အံ့ဩစရာပဲ။ brain tumor လို့ခေါ်တဲ့အုံနောက်အကျိတ်အုံနောက်ကင်ဆာဖြစ်တယ်ဟာ။နော်။အုံနောက်အကျိတ်အုံနောက်ကင်ဆာ grade 3ကိုရောက်နေပါပြီ။ဒီလိုမျိုးစိတ်အကြောင်းအာယုံအကြောင်းအုံနောက်နဲ့စိတ်တွေနဲ့အာယုံကြောတွေနဲ့ဆက်ဆက်မှုအကြောင်းမှာနော်။အားလည်နေတဲ့ဆီယာမာတရားပါ။ဒီယောဂခံစားရတယ်ဆိုတာအံ့ဩစရာမကောင်းဘူးလား။ ဖြစ်တာမှာ grade 3 grade 3ဆိုတာ grade 4อ่ะနောက်ဆုံးအဆင့်ပဲအဲ့ grade 3ရဲ့ survival rate အသက်ရှင်ကျန်တင်တဲ့အဲရာဂိုင်းတုန်းကလူတရာမှာဆိုရင် grade 3ဖြစ်တဲ့လူအသက်20ကနေ44အရွယ်မှာဆိုရင်ကုသမှုခံယူတဲ့ကုသမှုတဲ့အတော်အသင့်ထိရောက်တယ်ဆိုရင်လူတရာမှာ58ယောက်ကရှင်သန်ကျန်ကျန်ရနိုင်တယ်ပေါ့9နှစ်အထိနေလို့ရတယ်ပေါ့အဲမကုကုသမှုမထိရောက်ဆိုတော့တစ်နှစ်နှစ်နှစ်ပဲနေခွင့်ရှိမယ်ပေါ့ 73နာရီကြာခွဲစိတ်ကုသမှုခံယူပြီးတော့97% of the tumor ကိုဖယ်ထုတ်နိုင်ခဲ့တယ်။အဲ2025 January မှာ scan ပြန်ဖတ်တော့ပြန်ပြီးတော့ကြီးလာတာမတွေ့ရတော့ထိန်းထားနိုင်နေဆိုတာတွေ့ဒီလိုပုံနောက်ထဲမှာရှောက်ချိုသည့်အရွယ်အကျိတ်ရှိနေတဲ့ယောဂတဲ့ဘဝမှာနေ pH လေးယူနိုင်နေရင်လွေးလေးနဲ့မွေးနိုင်တဲ့ဘဝရောက်အောင်သူနေထိုင်ခဲ့တဲ့အရေးပါတဲ့အချက်ကတော့ဂျေစုတရားကိုဆင်ခြင်အောင်မိတာပါပဲဂျေစုတင်လာပါပဲ သူသထူးရဲ့ဂျေစုကိုလှိုက်လိုက်လှဲလဲစင်ချင်းတိတက်ချင်းပါပဲအဲပိတိကသုံးဖို့မြမပြန်မှာဂျေစုဆိုတဲ့စကားလုံးဘယ်နှချိန်ပါလဲဆိုတာရှာကြည့်လိုက်တော့အဲဂျေစုဂျေစုအဲအချိန်ပေါင်းတထောင်ကျော်ပါပါတယ်နော်အချိန်ပေါင်း1400ကျော်ပါပါတယ်ဂျေစုဆိုတဲ့စကားလုံး ရစ်စတီနာကော့စတာပြန်ကျမ်းမာလာအောင်လုပ်တဲ့နေရာလွယ်လွယ်လေးပဲငွေလည်းမကုန်ဘူးအချိန်လည်းမကုန်ဘူးလူတိုင်းနဲ့ကြိုးစားရင်လိုက်လုပ်လို့ရတယ်မမကန်ကန်ကြည့်ကြအောင်ပါမနေ့တိုင်းသူက digital gratitude channel ဒီစာရင်းနဲ့ရေးတာမဟုတ်ဘူးနော်စာရင်းနဲ့ရေးတာမဟုတ်ဘူးလေကျေးဇူးတင်တဲ့အကြောင်းကိုရေးတဲ့ diary ဆန်းဆန်းနော်သူ live ပုံမှာရေးတယ်ပေါ့ဟုတ်ပြီနော်အခုဆိုစာမျက်နှာ900လောက်ဖြစ်နေပြီလို့ပြောတယ်အဲ့တော့ကသူဘာရေးတယ်ဆိုတော့ နေ့စဉ်နေ့စဉ်မနက်တိုင်းသူကျေးဇူးတင်တဲ့ကျေးဇူးတင်ရမယ်အရာတော့မဟုတ်လူပုတ်ကို၃ခုကိုရေးတယ်ကျေးဇူးတင်တဲ့ဘာကြောင့်ကျေးဇူးတင်တဲ့အကြောင်းရှာရေးတယ်၃ခုတော့မဟုတ်၃ရာကိုရှာရေးတယ်မနက်တိုင်းရေးတယ်ဥမာသူ့ကိုကုသပေးတဲ့ဆရာဝန်တွေအဲသူ့ကိုခွန်အားတွေခံနိုင်ရည်နော်အဲဒီစွန်အားတွေကိုပေးတဲ့သူ့ရဲ့ခန္ဓာကိုယ်အဲနောက်တစ်ခါမွေးဖွားတာမှန်းတဲ့နောက်ဆုံးသူ့ရဲ့မွေးဖွားတာနဲ့မှရင်သွေးလေးကိုအစသူ့ကကျေးဇူးတင်တဲ့အကြောင်းရေးတယ်ဘာကြောင့်ကျေးဇူးတင်တဲ့အကြောင်းရေးတယ်အဲ့ အဲ့ဒါရေးတာအောင်မြင်တော့နောက်တစ်ဆင့် तू ကဘလို့တက်သွားလဲဆိုတော့ကျေးဇူးတင်ကြောင်းတွေကိုစာနဲ့ကိုယ်တိုင်ရေးပြီးတော့အီးမေးလ်နဲ့ပို့တယ်စာနဲ့ပို့တယ် तू ကငွေချင်းတွေခမင်ရင်းနေရတဲ့လူတွေဆွေမျိုးသားချင်းတွေကူညီခဲ့တဲ့လူတွေသူ့ကိုပျော်ရွှင်ခဲ့တဲ့လူတွေသူ့ဘဝပေါ်ကောင်းကျိုးတက်ရောက်မှုရှိခဲ့တဲ့နော်ဒီ positive impact ဖြစ်ခဲ့တဲ့လူတွေကိုသူကကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းဘာကြောင့်ကျေးဇူးတင်ရတယ်ဆိုတဲ့အကြောင်းသူ့ဘဝကဘလို့ကောင်းခဲ့တယ်ဆိုတဲ့အကြောင်းကိုကိုယ်တိုင်ကိုကြစာရေးပြီး ပို့တဲ့ပုံစံမျိုးအထိလုပ်ခဲ့တယ်ပေါ့အေးတွေးစရာရှိတာဒီလိုကျေးဇူးတွေတင်တာနဲ့သူ့ယောဂါတက်တာတာနဲ့ဘယ်လိုဆက်ဆက်မှုရှိသလဲအပြင်မှာပဲရှောက်ပြောနေတာလားအရက်ထဲမှာပြောလို့မျိုးမဟုတ်ပါဘူးသူကိုနိုင်တဲ့ psychologist စိတ်ပညာဆရာဝန်ဖြစ်တဲ့အတွက်စိတ်ပညာရှင်ဖြစ်တဲ့အတွက် research သူ့ဟာသူလုပ်တယ်သူ့သေသနာလုပ်တယ်ဒီဟာတွေကဘယ်လိုသက်ရောက်မှုရှိသလဲဆိုတော့အဲ့တော့သူ့ရဲ့တွေ့တဲ့ဟာတွေတခြားစိတ်ပညာရှင်တွေရဲ့တွေ့ရှိချက်တွေနော်ဘာသာရေးဆိုင်ရာတွေ့ရှိချက်တွေကိုကြည့်ကြအောင်ပါ ဒီလိုမျိုးခြေဆုတရားအကြောင်းရေးတာနဲ့ခြေဆုတွေလှိုက်တယ်လဲလဲလိုက်တင်တာနဲ့နော်ခန္ဓာကိုယ်ရဲ့တိုးတက်တဲ့နော်ပြောင်းလဲမှုအချိုးတက်ရောက်မှုတွေကောင်းမြတ်တဲ့စိတ်တွေဘလို့ဖြစ်လာတယ်လဲဆိုတာဆက်ဆက်မှုကိုကြည့်ကြအောင်ပါ We gave them a test. They didn't know who did something really amazing. ပြောင်းလဲမှုဆိုတဲ့နေရာမှာပြင်ပပြောင်းလဲမှုနဲ့ခန္ဓာကိုယ်တွင်းပြောင်းလဲမှုခွဲပြီးတော့ကြည့်လို့ရ။အဲ YouTube video လေးတခုမှပြင်ပလူတွေ၃၄ယောက်ကိုဖိတ်ပြီးတော့သူတို့ဘဝမှာကောင်းကျိုးတက်ရောက်စေတဲ့လူနော်ခြေဆုတင်တင်တဲ့လူ လွှမ်းမိုးမှုရှိတဲ့လူအဲအဲ့လူတွေစီကိုကျေးဇူးတင်တဲ့အကြောင်းစာရေးရေးခိုင်းနေရေးခိုင်းပြီးတော့အဲ့ဒါကိုဖုန်းဆက်ပြီးတော့ပြောခိုင်းပြောတဲ့အချိန်မှာသူတို့ရဲ့ခန္ဓာကိုယ်ပြင်ပပြောင်းလဲမှုဘယ်လိုခံစားသွားရလဲဘယ်လိုပြောင်းလဲသွားရလဲဆိုတာတွေကိုကြည့်ကြအောင်မ Hey sweetheart Hey how you doing um you got a second where are you at in the hotel I am. I'm in the hotel. Uh-huh. You scared me when you asked if I had no, a second something's wrong. No, I'm on this I'm on like this little TV show and they told me to talk about the person that influenced me the most, and I picked you, and, then, and they're making uh -huh. me call. They're making me call you. Oh, wonderful! <laughs> I have to read this to you, okay? And you can't say anything, or I don't know. You can respond, but I probably will just keep going. <laughs> okay? Is everything okay? Yes, but I have to read this out loud to you. I love her to death, and she keeps me going with positive talk. She is a woman that knows what she wants and won't give up until it is achieved. Oh, thank you. I, I, I don't know what. I'm not surprised because it's so beautiful. I, 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 have I have to say that it's just wonderful. Erica is my older sister and my best friend. Sometimes it even feels like we are twins. She is my number one fan and my number one supporter. She makes me happy because despite all my mistakes and my decisions, she still loves me no matter what. Your friendship is everything. And you are you are one of the most important person in my life. Even when she has a kid and many children, I will love her more than her kids. Okay, maybe not. I will never forget when she flew 3,000 miles to the drop of a phone call to save me from a breakup. I'm being blessed by having a son like you. I love you. Did you do that I don't know because they made me do it. <laughs> Thank you for picking up. Bye, sweetie. And then they're like, here, you're gonna write this letter. And then I wrote like this whole long ass letter, which you know I like don't write. And then all of a sudden they're like, hey, guess what? Now we're gonna call her and you're gonna read her this letter. And I was like, what the f-? ตู้ตะทู้ไล่ไล่เลเลเจซุตินในเฉยมาอ้งนอกแท้มา <laughs> <laughs> hey, ဟော်မုန်းတွေဘလို့ပြောင်းသွားတယ်လဲဆိုတာဒီကင်ဆာဖြစ်တဲ့ဆီယမရဲ့သူ့ကိုယ်တိုင်သူ့သေသနာလုတ်ပြီးတော့တွေ့ထားတဲ့အချက်တွေကိုကြည့်အောင်ဟော်မုန်း level တွေဘလို့ပြောင်းလဲသွားတယ်ဆိုတာပထမတစ်ခုဒိုပမင်း level အဲဒိုပမင်းဆိုတာတစ်ခုခုအောင်မြင်တဲ့အချိန်ကိုရတဲ့အချိန်နော်ကိုလိုချင်တာရတဲ့အချိန်အဲ့အချိန်မှာရတဲ့ခံစားချက်နှစ်သက်မှုပျော်ရွှင်မှုစိတ်လှုပ်ရှားမှုအဲ့အချိန်မှာရတဲ့ motivation အဲနောက်တစ်ခါအဲ့လိုမျိုးအောင်မြင်မှုကိုနော်သို့မဟုတ် အဲ့လိုမျိုးကိုလိုချင်တဲ့အရာကိုထပ်ပြီးတော့ကြိုးစားခြင်းနဲ့စိတ်အဲ့ဒီလိုမျိုးဖြစ်တဲ့အချိန်မှာအောင်မြင်မှုကိုရရှိခံစားတဲ့အချိန်မှာထွက်လာတဲ့ဟော်မုန်းတစ်မျိုးဒုတိယတစ်ခု serotonin level ညီးနေတယ်ဆိုရင် level တင်းတင်းမျှတ balance ဖြစ်နေတယ်ဆိုရင်ကိုယ့်ရဲ့စိတ်ခံစားချက်ကောင်းတဲ့နှစ်သက်ခြင်းနဲ့မှုဖြစ်တဲ့အဲရောင်ရမ်းတင်းတိမ်နိုင်တယ်တိငိမ့်နေပေါ့ဒေါတာမောဟာတွေအရင်မဖြစ်တော့မလဲတိတိငိမ့်ရင်ဖြစ်တယ်အဲ focus ကောင်းတယ် concentration ကောင်းတယ်ပေါ့တတိယ oxytocin ကကြတော့သူကကြတော့ မေတ္တာတရားဂယုဏမုဒိတာအဲအဲ့တရားတွေကိုတိုးပွားစီပြီးတော့เนาะတုံးနဲ့တုံးကြတဲ့ဟာချက်ချင်းမေတ္တာကိုတိုးပွားစီတဲ့ဟော်မုန်းမျိုးပေါ့အဲအဲ့ဟော်မုန်း3-4မျိုးကိုခန္ဓာကိုယ်ထဲမှာ balance ညီမျှနေတယ်ဆိုရင် နာကျင်ကြိုက်ခဲမှုတွေလည်းတက်တာစေတယ်အဲဒါကြောင့်အဲ့ဟော်မုန်း3-4မျိုးကို happy hormone ဆိုခေါ်ကြပျော်ရွှင်ခြင်းတွေချမ်းသာဒုက္ခတွေကိုထိမ့်ညှိဖြစ်ပေါ်စေတဲ့ဟော်မုန်းတွေပေါ့ဒီဆီယမ်ရဲ့ TikTok မှာဟောပြောထားတဲ့ဗီဒီယို YouTube ဗီဒီယိုအပိုင်းလေးကိုကြည့်အောင်ပါ These cells would be able to repair over time and the cancer cells could not. And when the operative notes came back from my surgery, a day that I remember very well and had been scared to think about, I read the note out loud, sobbing, happy, and grateful tears, thinking about what my neurosurgeon's team did. I started to feel such an immense sense of gratitude for science, medicine, and my medical team that those thoughts started to drown out the what is my life going to be like thoughts. The more I practiced gratitude, the more peace I felt in my situation, and this got me interested in what could be happening with the science of gratitude at a neurological level. There are several positive psychological and social outcomes of gratitude, like increases in happiness, decreases in depression, having stronger relationships, and experiencing positive emotion. And fMRI studies show us that several parts of our brain and pathways are activated when we experience and express gratitude. One of these parts is the medial prefrontal cortex, an area associated with the management of negative emotions. Together, these changes in neurotransmitters and hormones combined, with the activated, neural, pathways, help us cognitively, restructure potentially harmful thoughts to better manage our circumstances. And the cool, thing, is that we can intentionally activate, these gratitude circuits in our brain. In general, the more we do something, the easier it becomes, and our brains work the same way. The more we activate these gratitude circuits, the less effort it takes to stimulate those pathways the next time, and the stronger those pathways become. Neuroplasticity is a, is a, term I teach my students that refers to our brain's ability to form new neural connections throughout life, which means this is something that anyone can practice and get better at over time. So I kept practicing gratitude even when it seemed impossible. I continue to thank my brain for the amazing work it does as I prepare for 12 more rounds of chemo this year. I write down three things I'm grateful for and why I'm grateful for them no matter what every morning that I. အစိမ်းနဲ့ပြထားတဲ့ကောင်းတဲ့ဟော်မုန်းတွေတိုးပွားတဲ့ balance ဖြစ်တယ်အနီနဲ့ပြထားတဲ့မကောင်းတဲ့ဟော်မုန်းတွေရော့ချစေတယ်ဂျေစုတရားဂျေစုတင်ခြင်းကိုကျင့်မယ်ဆိုရင်မကောင်းတဲ့စိတ်အညစ်တွေကင်းမယ်ကောင်းမြတ်တဲ့ချမ်းသာဒုက္ခတွေခံစားရမယ်အာယုံစူးစိုက်မှုကောင်းမယ်မှတ်ဉာဏ်ကောင်းမယ်ပျော်ရွှင်မယ်ဒါဆိုရင်เจ้าหนูเจ้าหน้าดิสาแจ่งปูลွယ်ပြီးปูหมတ်မိပြီးပေါ့ตะนี่3นาทีပဲเจซุตินជីជីပါบ๊ายบาย